အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီးရင်းနှောမတဲ့ကောင်းလေးတယောက်က engine တွေကိုစပြီးပြုပြင်မိုးမှန်နေခဲ့တဲ့အချိန်တနေ့မှာတော့သူဟာကဘာပေါ်မှာဈေးကြီးဆုံးကားတွေကိုဖန်တီးမဲ့သူဖြစ်လာလိမ့်မယ်လို့ဘသူကများထင်ခဲ့ပါတယ်သူကတော့ Frederick Henry Rice ဖြစ်ပြီး1863ခုနှစ်အင်္ဂလန်နိုင်ငံ ်အယ်ဝါဒန်ဆိုတဲ့နေရာမှာမွေးဖွားခဲ့တာပါ။ဟင်နရီဟာမောင်နှမ9ယောက်ထဲမှာအမြင့်ဆုံးသားဖြစ်ပါတယ်။သူ့ရဲ့မိဘတွေဖြစ်တဲ့ James နဲ့ Mary တို့ဟာဂျုံကြီးဆက်ရုံတစ်ခုကိုတည်ထောင်ခဲ့ကြပါတယ်။ James ဟာသူ့အဖေရဲ့အလုပ်ကိုဆက်ခံခဲ့တာဖြစ်ပေမဲ့စီးပွားရေးစီမံခန့်ခွဲမှုအပိုင်းမှာတော့အားနည်းခဲ့ပါတယ်။ဒါကြောင့်အမြန်အစွန်းကနေပါခဲ့ပြီး Rice မိသားစုကနှစ်ပေါင်းများစွာစီးရင်မွေးတည်နေထိုင်ခဲ့ရပါတယ်။အချင်းတွေကပိုဆိုးလာခဲ့ပြီးတော့ 1869ခုနှစ်မှာတော့သူတို့မိသားစုကဒေဝါလီခံအကြောင်းကြီးညာခဲ့ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဝါဒတစ်ခုကိုတည်ဆောက်ဖို့မျှော်လင့်ချမ်းတဲ့အတူသူတို့မိသားစုဟာလန်ဒန်မြို့ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအသက်၄နှစ်ပဲရှိသေးတဲ့ဟန်နရီလေးကသူ့ဘဝရဲ့ပထမဆုံးအလုပ်ကိုစတင်လုပ်ကိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့ဒေသခံလေကွင်းတစ်ခုမှာငှက်တွေကိုမောင်းတဲ့အလုပ်ဖြစ်ပြီးသူ့ရဲ့တပတ်ဆံလုပ်ခါကစစ်ပန်လာရရှိခဲ့ပါတယ်။အဲ့ဒီနောက်1882ခုနှစ်မှာတော့ကန်ဆုံမှုမောင်ကြမှုက နောက်တစ်ချိန်ထက်ရောက်လာခဲ့ပြန်ပါတယ်။အဲ့ဒါကတော့ Henry ရဲ့ဖခင်ကွယ်လွန်သွားခဲ့တာပါ။အခုဆိုရင်တော့မိသားစုစားဝတ်နေရေးအတွက်ကလေးတွေအားလုံးဟာတယောက်တစ်လောက်ဝန်ကိုကြရပါတော့တယ်။အဲ့ဒီတည်းမှာအသက်၉နှစ်အရွယ် Henry လည်းအပါအဝင်ပါ။သူ့ဟာသတင်းစာရောင်းတာနဲ့ဂျင်းနံပို့တာတွေကိုစတင်လုပ်ကိုင်ခဲ့ရပါတယ်။ Henry ရဲ့စီးရဲမွေးတည်ခဲ့ရတဲ့ငယ်ဘဝဟာသူ့အပေါ်မှာကြီးမားတဲ့တယောက်မှုတွေရှိခဲ့ပြီးအသက်၅နှစ်အရွယ်ရောက်တဲ့အထိကျောင်းပညာကိုတနက်တာသင်ယူခဲ့ရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာတော့သူဟာ Great Northern Railway Works မှာအလုပ်တင်အဖြစ်ဝင်ရောက်လုပ်ငန်းခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့အတော်ကလည်းငွေကြေးအနည်းငယ်ထောက်ပံ့ခဲ့ပါတယ်။ပုံမှန်ပညာရေးမရှိခဲ့ပေမဲ့ Henry ကပညာသင်ကြားခွင့်ရတဲ့အခွင့်အရေးတိုင်းကိုအမီးရဆုပ်ကိုင်ခဲ့ပါတယ်။အားလက်ချင်တွေမှာအခရာသင်ချာပြင်သစ်ဘာသာနဲ့လျှက်စင်အင်ဂျင်နီယာပညာရပ်တွေကိုကိုယ်တိုင် လေ့လာခဲ့တယ်။ဒါပေမဲ့တုံးနဲ့ကြာမှာတော့ငွေကြေးမလုံလောက်မှုကြောင့်အလုပ်ထွက်ခဲ့ရပြန်ပါတယ်။အလုပ်သင်ဘဝကနေထွက်ပြီးရဲ့နောက်မှာ ဟင်နရီဟာလီးစ်မျိုးကဆက်ကရီယာထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှခဏတာဝန်ရောင်းလုပ်ကိုင်ခဲ့ပြီးအဲ့ဒီနောက်လန်ဒန်မျိုးက Electric License Power Company မှာဆက်လက်လုပ်ကိုင်ခဲ့ပါတယ်1882ခုနှစ်မှာတော့သူဟာနောက်တစ်ချိန်ပြောင်းရွှေ့ခဲ့ပြန်ပါတယ်ဒီတစ်ခါတော့ Liverpool မျိုးကိုဖြစ်ပြီးအဲ့ဒီမှာ Electric License Power Company မှာပဲဆက်ပြီးလုပ်လုပ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရည်မှန်းချက်အမှန်ကတော့ Engineer အလုပ်ကိုပဲအချိန်မြင့်လုပ်ကိုင်ဖို့ပါဒါကြောင့်အသက်22နှစ်အရွယ်မှာသူဟာ လုပ်ဖော်ကိုင်မဲ့အင်ဂျင်နီယာတငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Arnas Clermont နဲ့အတူကိုပိုင်လုပ်ငန်းတစ်ခုကိုစတင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာလုပ်ငန်းကို FH Rice and Company လို့အမည်ပေးခဲ့ပြီးနောက်ပိုင်းနှစ်တွေမှာတကားပဲတွေ Dynamo တွေလို့လျှက်စစ်ပစ္စည်းအစိတ်ပိုင်းတွေကိုထုတ်လုပ်ဖို့နေမနှမ်းညမနှာအလုပ်လုပ်ခဲ့ရပါတယ်။ကုမ္ပဏီကတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး1894ခုနှစ်ရောက်တဲ့အခါမှာတော့သူတို့ဟာလျှက်စစ်ဝင်ကြီးဆက် grain တွေကိုပါထုတ်လုပ်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ ဟင်နရီရဲ့စိတ်ဝင်စားမှုကတခြားတနေရာကိုဦးတည်နေခဲ့ပါတယ်။အဲ့ဒါကတော့မော်တော်ကားတွေပါ။ Rolls-Royce ဇာတ်လမ်းမှာ Henry Rice ကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပေမဲ့ကားအမှတ်တစ်စိတ်ရဲ့နာမည်အရကျွန်တော်တို့မေ့ထားလို့မရရင်နောက်ထပ်တစ်ယောက်ရှိပါသေးတယ်။သူကတော့ Charles Stewart Rolls ပဲဖြစ်ပါတယ်။1889ခုနှစ်မှာလန်ဒန်မြို့ရဲ့ကြွယ်ဝချမ်းသာတဲ့ Berkeley Square မှာမွေးဖွားခဲ့သူ Charles Rolls ဟာ လော့ဒန်လေဒီလန်ဂတော်တို့ရဲ့အငယ်ဆုံးသားဖြစ်ပါတယ်။ငယ်စဉ်ကတည်းကအင်ဂျင်နီယာပညာရပေါ်မှာတင်းပြတဲ့စိတ်အားသက်သန်မှုရှိခဲ့ပြီး Cambridge က Trinity College မှာစမှုအင်ဂျင်နီယာပညာကိုဆက်လက်သင်ယူခဲ့ပါတယ်။ချားစာလူတွေကြားမှာဘလို့ထင်ပေါ်အောင်နေရမလဲဆိုတာကိုဝန်ကောင်းသိခဲ့ပါတယ်။အင်ဂျင်တွေကိုပြင်ဆင်မှုမှန်ရတာဝါသနာပါသူအဖြစ်နာမည်ကြီးခဲ့ပြီးသူ့ကိုလူသာဒီရိုးဆိုတဲ့နာမည်ပြောင်းလို့ရရှိခဲ့ပါတယ်။သူ့ရဲ့ကျောင်းသားဘဝမှာသူဟာမော်တော်ကားတစ်စီးပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးဘွဲ့ကြိုကြောင်းသားလည်းဖြစ်ခဲ့ပါတယ်။အသက်18နှစ်မှာဖူရှော့ဖယ်ဒင်ကားစီးဝယ်ဖို့ပါရင်မျိုးအထိသွားခဲ့တာပါ။အဲ့ဒီအချိန်မှာလူအများစုကကားဆိုတာကိုနမည်တော်မကြားဘူးကြသေးပါဘူး။1898ခုနှစ်မှာဘွဲ့ရပြီးနောက်ချားလ်စ်ရေနွေးငွေ့သုံးရော့လီတစည်းမှာလှုပ်လှုပ်ခဲ့ပြီးအဲ့ဒီနောက်မှာလန်ဒန်နော်ဝက်စတန်ရေးဝေးမှာဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ဒါပေမဲ့သူကမော်တော်ကားလောကရဲ့ရှေ့ဆောင်တစ်ယောက်အဖြစ်အယောင်မဲမှာပိုပြီးစိတ်ဝင်စားခဲ့ပါတယ်။ဒါကြောင့် ူ့အဖေငွေကြီးထောက်ပံ့မှုနဲ့အတူပြည်ထောင်နိုင်ငံရဲ့ပထမဆုံးသောကားအယောင်ပြကန်းတွေရတခုကို1903ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။သူဟာကုမ္ပဏီကို CS Rosen Company လို့နာမည်ပေးခဲ့ပြီးနောက်နှစ်အနေငယ်ကြာမှာတော့ဖူရှန်နဲ့မနာဗာကားတွေကိုတင်သွင်းရောင်းချတဲ့အလုပ်ကိုပဲအားဆိုင်လုပ်ကိုင်ခဲ့ပါတယ်။လုပ်ငန်းကအကြီးကျယ်အောင်မြင်ခဲ့ပြီးရလာတဲ့ငွေတွေနဲ့ခြားစာသူ့ဝါသနာပါတဲ့အားကစားလှုပ်ရှားမှုတွေအတွက်ငွေကြေးသုံးဆခဲ့ပါတယ်။သူဟာကားမောင်းဝါသနာအိုးရှေ့ဆောင်လမ်းပြ ြိုင်ကားမောင်းသူတယောက်ဖြစ်တဲ့အပြင်နေချောင်းပြန်တမ်းမှုကိုလည်းအလွန်စိတ်အားထက်သန်တဲ့လူတယောက်ဖြစ်ခဲ့ပါတယ်။ဒီဝါသနာနှစ်ခုလုံးကဈေးပေါ်တဲ့အရာတွေမဟုတ်ဘူးဆိုတာကိုတော့တင်လို့လဲခံမမိပါဘူး။ကံမကောင်းစွာနဲ့ပဲသူ့ရဲ့တသက်သာအလုံးဆွဲလန်းခဲ့ရတဲ့ဒီဝါသနာကနောက်ဆုံးမှသူ့အတွက်ငွေကြီးထက်မကပေးဆက်ခဲ့ရပါတယ်။သူ့ရဲ့ကုမ္ပဏီ FH Horizon Company ကိုလောက်ကင်နေရင်းနဲ့ Henry ကမော်တော်ကားတွေအပေါ်မှာတဖြည်းဖြည်းနဲ့ပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်။ 1900ခုနှစ်မှာသူဝယ်ထားတဲ့စကန်နှလုံးတို့ Discover Galaxy ကိုပြန်လည်မွမ်းမံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီထက်ပိုတာကိုလိုချင်ခဲ့ပြီးနောက်ဆုံးမှာတော့သူကိုယ်တိုင် Galaxy တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Henry မှာပြည်စုံမှုကိုအလိုလျောက်တောင်းတတဲ့စိတ်ဆန္ဒရှိခဲ့ပြီး Discover ကရဲ့တည်ဆောက်မှုပုံစံအမားတွေကို တွေ့ရှိခဲ့ပြီးနောက်မှာတော့သူကိုယ်တိုင်ပိုကောင်းအောင်လုပ်မယ်လို့တန်ဖိုးထန်ချခဲ့ပါတယ်။1903ခုနှစ်အကုန်မှာတော့သူက ူ့ရဲ့ပထမဆုံးဓာတ်ဆီအင်ဂျင်ကိုဒီဇိုင်းဆွဲပြီးတိဆောက်ခဲ့ပါတယ်။နောက်တစ်နှစ်မှာတော့သူကိုယ်တိုင်တိဆောက်ထားခဲ့တဲ့မြင်းကောင်းကြီး၁၀ကောင်အားရှိတဲ့ Rice Car ကိုမောင်းပြပြီးမြို့ထဲကိုထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာ Henry Company တည်ထောင်ခဲ့တာနှစ်ပေါင်း၂၀တောင်ကျော်လွန်နေခဲ့ပါပြီ။သူ့ရဲ့ပထမဆုံးကားကအောင်မြင်ခဲ့တာကြောင့်ဓာတ်ဆီပီတစီစက်တိုက်ဖန်တီးခဲ့ပါတယ်။သူတိဆောက်ခဲ့တဲ့ကား၃စီးတဲ့ဓာတ်ဆီကိုသူ့ရဲ့စီးပွားရေးပါတနာဖြစ်သူ Arnes Glenmont ကိုပေးခဲ့ပြီး နောက်တစ်စည်းကိုတော့သူတို့ရဲ့ရှေးရရှင်တူဖြစ်တဲ့ Henry Edmund ကို ရောင်းချခဲ့ပါတယ်။အဲဒီ Henry Edmund ဟာပဲနောက်ပိုင်းမှာ Rose နဲ့ Rice တို့နှစ်ယောက်ကိုတွဲဆောင်မှုစီစဉ်ပေးခဲ့သူဖြစ်လာခဲ့ပါတယ်။ Henry Edmund ဟာ Rice Company မှာရှေးရရှင်တူဖြစ်သလို Rose ရဲ့တငယ်ချင်းလည်းဖြစ်ပါတယ်။ Rice ရဲ့ကားတစ်စီးကိုဝယ်ပြီးတဲ့နောက်မှာသူဟာ Rose ကိုအဲဒီကားအကြောင်းအမြဲကြွားလုံးထုတ်ပြောဆိုခဲ့ပါတယ်။အဲဒီချိန်မှာ Rose က သူ့ကုမ္ပဏီမှာနိုင်ငံသားကတင်သွင်းတဲ့ကားတွေကိုပဲရောင်းချနေရတဲ့အပေါ်မှာစိတ်ပြက်အားငယ်နေခဲ့ပါတယ်။ဒါကြောင့်အက်ဒမန်ကသူ့နှစ်ယောက်ကို တွေးဆမှုစီစဉ်ခဲ့ပါတယ်။ဒါပေမဲ့အက်ဒမန်မသိခဲ့တာကတော့အဲ့ဒီတွေးဆမှုဟာမော်တော်ကားလောကရဲ့အနာဂတ်တစ်ခုလို့မို့ထောင်ဝရပြောင်းလဲပြစ်လိမ့်မယ်ဆိုတာပါပဲ။ရိုးစာအမြဲတမ်း၃လုံးတို့နဲ့၄လုံးတို့အင်ဂျင်တွေကိုပုံနှိမ့်သက်ခဲ့ပေမဲ့ Rice ရဲ့နှလုံးတို့ကတော့သူ့ကိုအကြီးကျယ်ထင်ကြီးသွားစေခဲ့ပါတယ်။ အဲ့ဒီကောင်ကိုမြင်ပြီးမိနစ်နေငယ်အတွင်းမှာပဲသူရှာဖွေနေတဲ့အရာကိုပိတ်ရှိခဲ့ပြီဆိုတာကိုသူသိလိုက်ပါတယ်။သူကအဲ့ဒီကောင်ကိုမောင်းကြည့်ပြီးတဲ့နောက်မှာတော့ Rice တီချွန်နိုင်တဲ့မြောက်ကိုသူရောင်းချပေးမယ်လို့အဲ့ဒီနေရာမှာလည်းသဘောတူညီခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတမုံထိုးကြတဲ့အတွဲဖက်တစ်ခုဖြစ်ခဲ့ပါတယ်။သူတို့ကြားမှာကြီးမားတဲ့အသက်ကွာဟာချက်ရှိအောင်လာမကလူမှုစင်တန်းနဲ့ပညာရေးကွာဟာချက်တွေလည်းရှိနေခဲ့ပါတယ်။ဥမာအနေနဲ့ပြောရရင်တယောက်ကအသက်40နှစ်အရွယ် Rice ဖြစ်ပြီ ။နောက်တစ်ယောက်ကတော့အသက်26နှစ်ပဲရှိသေးတဲ့ Rose ပါ။အသက်ငယ်ငယ် Rose ဟာနာမည်ကြီး Trinity College မှာပညာသင်ယူခဲ့ပြီး Rice ကတော့ကိုယ့်ဘာသာကိုလေ့လာစီးပူးသင်ယူခဲ့ရတာပါ။ Rose ကငယ်စဉ်ကာလတွေကိုသူ့ရဲ့ဇင်ငံကားတွေနဲ့ပဲကုံဆုံးခဲ့ပေမဲ့ Rice ကတော့လူနေမှုဘဝအဆင်ပြေအောင်စူးစမ်းလုပ်ကင်နေခဲ့ရပါတယ်။သူတို့နှစ်ယောက်သဘောထားတူမလားဆိုတော့ Henry Rice နဲ့ Charles Rose တို့ဟာလူစားကောင်းနှစ်ယောက်ဖြစ်ပြီး သူတို့ဟာအရန်ကောင်းတဲ့တွဲဖက်တွေလည်းဖြစ်ခဲ့ကြပါတယ်ဒီလိုနဲ့1906ခုနှစ်မှာ Rolls-Royce ကုမ္ပဏီကြီးပေါ်ပေါက်လာခဲ့ပါတယ်ဒီကြီးကျယ်တဲ့အောင်မြင်မှုကြောင့်တစ်နှစ်အတွင်းကမ္ဘာအကောင်းဆုံးကားအဖြစ်ကြီးကျူးခံရတဲ့ Cylinder 6လုံး Silver Ghost ကားကိုမိတ်ဆက်နိုင်ခဲ့ပါတယ်ဒီအောင်မြင်မှုအတွက် Charles Rose ရဲ့လုပ်ငန်းဖော် Cloud Johnson ကိုလည်းကျေးဇူးတင်ရပါမယ်အမှန်တကယ်တခုဖန်တီးရမှာ အမြင်ကောင်းရှိဖို့လိုအပ်ပါတယ် Henry Rice နဲ့ Charles Rose တို့က မော်တော်ကားတွေတိဆောက်ရောင်းချနေချိန်မှာချားစီလုပ်ငန်းပေါ် Cloud Johnson ကမန်နေဂျင်းဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ကုမ္ပဏီရဲ့ဂုဏ်သတင်းကျယ်ပြန့်မှုအရေးကြီးတယ်ဆိုတာသူသိခဲ့ပါတယ်။ပရိသတ်တွေကိုဆွဲဆောင်တဲ့နေရာမှာကြွညင်တဲ့ Cloud Johnson ဟာ Rolls-Royce ကားတွေရဲ့တိတ်ဆိတ်ခြင်းနဲ့ယုံကြည်စိတ်ချရမှုကိုကြော်ညာဖို့ Stand Season နဲ့ချမှတ်ခဲ့ပါတယ်။ Rolls-Royce ရဲ့ကြော်ညာတွေထဲမှာကမ္ဘာအကောင်းဆုံးကားဆိုတဲ့စကားစုကိုမင်းဆက်ခဲ့သူက Cloud ပါ။ဒီကြော်ညာက Rolls-Royce ရဲ့ထူးချွန်တဲ့ performance ကိုတယုတ်ပြခဲ့ပြီးသူတို့ရဲ့ world class engineering အတွက်ကမ္ဘာဝယ်လိုအားကိုဖန်တီးပေးခဲ့ပါတယ်။ Cloud ဟာကုမ္ပဏီရဲ့အောင်မြင်မှုအတွက်အရန်အရေးပါလာတဲ့အခါ Rolls-Royce မှာရှိတဲ့ high van အဖြစ်လူသိများလာခဲ့ပါတယ်။ကြောင်ရတစ်ခုတည်းနဲ့တော့လောက်ကြီးအောင်မြင်မှုမရနိုင်ပါဘူး။ Henry ရော Charles ပါအကောင်းဆုံးဤသူတွေကိုပေးရဖို့သူတို့ကိုသူတို့စိတ်ညစ်ထားခဲ့ကြပါတယ်အထူးသဖြင့် Henry ဟာအလုံးလို့ရမှာ သူ့ကိုသူဆွမ်းဆောင်ရည်အပြည့်ထီအောင်လွတ်တက်သူမှာ Henry ဟာသူ့ကျမ်းမာရေးကိုထိခိုက်စေတဲ့အထိအလုပ်ကျိုးစားသူအဖြစ်သူသိများခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လုံဖို့ဂိုင်ဘက် Charles တဲ့ဆက်စုနှစ်နှစ်ခုလောက်အသက်ကိုပိုရှင်ရှင်နေထိုင်ခဲ့ပါတယ်။ဖြစ်တွေ့ကြလာတဲ့အများ Charles ရဲ့လေကြောင်းပညာဆိုင်ရာစိတ်ဝင်စားမှုဟာပုံမကြီးထွားလာခဲ့ပါတယ်။ Henry ကိုလင်းရင်အင်ဂျင်ဒီဇိုင်းဖန်တီးဖို့တောင်သူစူးစမ်းတိုက်တွန်းခဲ့သေးတယ်။ဒါပေမဲ့ Henry ကငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့လေကြောင်းစိတ်ကူးတွေကိုဆက်လက်အကောင့်ထဲပို့ဖို့အတွက်ချားစာ right flyer လေးရင်စည်းဝယ်ယူခဲ့ပြီး1930ခုနှစ်မှာပြန်သန်းမှု200ကျော်ပြုလုပ်ခဲ့ပါတယ်။အင်္ဂလိပ်ရေလက်ကြားကိုမရက်ပဲနှစ်ကြိမ်ဆက်တိုက်ဖြတ်ကျော်ပြန်သန်းသူအဖြစ်သူဟာပထမဆုံးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တလားကြမှာပဲအရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဘွန်မောက်မှာကျင်းပတဲ့လေရင်ပြပွဲတစ်ခုမှာချားစာလေရင်ပြချမှုတစ်ခုအတွင်းသိဆုံးခဲ့ရပါတယ်။အဲဒီအချိန်မှာသူဟာအသက်30နှစ်အရွယ်လာရှိပါသေးတယ်။ ဗြိတိရှလူမျိုးတရားကိုလေရင်ပြောကြားမှုမှာတည်ဆုံးသူအဖြစ်ပထမဆုံးဖြစ်လာခဲ့တာပါသူရဲ့အချိန်မတိုင်မီတည်ဆုံးမှုဟာ Rose Right ရဲ့တူတောင်းလာတဲ့ဖက်ဆက်မှုလုပ်ငန်းကိုဆုံးသက်စေခဲ့ပါတယ်အခုဆိုရင် Henry တယောက်တည်းကသူ့ရဲ့အမွေနှစ်ကိုဆက်လက်လုပ်ကံရမှာပါ Henry မှာရှည်ရင်းစက်အလုပ်ကိုရိုသေလေးစားမှုစိတ်သက်ရှိပြီးသူ့ရဲ့စံတဲ့ဒီဇိုင်းတွေဟာ Rose Right ရဲ့ထူးဆန်တဲ့အင်ဂျင်နီယာပညာနဲ့ရည်သွေးအတွက်ဂုံတရင်ကိုတိဆောက်ပေးခဲ့ပါတယ်အကောင်းဆုံးဒီဇိုင်းကိုအကောင်းဆုံးပစ္စည်းတွေ အသက်ပညာအမြင့်ဆုံးအဆင့်နဲ့တည်ဆောက်ဖို့ဆိုတဲ့သူ့ရဲ့အခြေခံသဘောတရားကို သူကောင်းမှစွာနဲ့လိုက်နာကျင့်သုံးခဲ့ပါတယ်။သူ့ရဲ့ခံယူချက်ကတော့တင်လို့သမျှအရာအလုံးမှာစံနှုန်းထက်မြင့်အောင်ကြိုးစားပါ။ရှိပြီးသားအကောင်းဆုံးကိုယူပြီးပိုကောင်းအောင်လုပ်ပါ။မရှိရင်ဒီဇိုင်းဆွဲပါတဲ့။ပထမကမ္ဘာစစ်အတွင်းမှာကုမ္ပဏီဟာ Charles တခါကတောင်းဆိုခဲ့ဘူးတဲ့လေယာဉ်အင်ဂျင်တွေကိုထုတ်လုပ်ဖို့ချဲ့တွင်ခဲ့ပါတယ်။နောက်ထပ်ဆယ်စုနှစ်နှစ်ခုအတွင်းမှာကုမ္ပဏီဟာအလွန်ကောင်းမွန်စွာလက်ပတ်နိုင်ခဲ့ပြီး ဟန်နရီဟာကာလာတလျှောက်လုံးမှာသူ့ရဲ့ကျမ်းမာရေးပြဿနာနဲ့ရုန်းကန်နေခဲ့ရပြီး1933ခုနှစ်မှာအစာချေလမ်းကြောင်းပြဿနာကြောင့်အသက်80အရွယ်မှာသေဆုံးခဲ့ပါတယ်။သူငယ်စဉ်ကအာဟာရမပြည့်ဝတာတွေနဲ့တတတာလုံးအလုံးလုံးခဲ့တာတွေဟာကျမ်းမာရေးထိခိုက်စေပြီးသူ့ရဲ့သေဆုံးမှုကိုဖြစ်စေခဲ့တာပါ။သူ့ရဲ့နောက်ဆုံးနှစ်တွေကိုကျမ်းမာရေးမကောင်းတဲ့အခြေအနေနဲ့ကုန်ဆုံးခဲ့ရပေမဲ့သူဟာအလုံးလုံးတောင်ကိုတော့လုံးဝမရက်တိုက်ခဲ့ပါဘူး။အင်ဂျင်နီယာပညာရဲ့အပေါ်သူမပြတ်မကွက်ဆွဲလမ်းမှုနဲ့ ်တစ္ဆာရှိမှုတွေဟာဆက်လက်ရှင်သန်နေခဲ့ပြီးသူတည်ဆုံးကနေအချိန်ထိဆက်လက်အလုပ်လုပ်ခဲ့ပါတယ်သူတည်ဆုံးကနေနိုင်ပိုင်းလုံးမှာသူ့အိယာပေါ်ကနေနောက်ဆုံးရေးဆွဲခဲ့တဲ့ပုံညာတစ်ခုရှိခဲ့ပါသေးတယ်အဲ့ဒီအချိန်ကသူအသက်80အရွယ်ရှိနေပါပြီ Rose Rice ဟာအင်ဂျင်နီယာလောကမှာနာမည်ကြီးတဲ့အမည်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေစေဖြစ်ပါတယ် Rose Rice ကငွေကြီးနဲ့ဝယ်ယူလို့ရတဲ့ဈေးကန်ကားတွေထဲမှာအအောင်မြင်ဆုံးတွေကတစ်ခုဖြစ်ခဲ့ပါတယ် နိုင်ငံ40ကျော်မှာကာယောင်းဝယ်ရေးဆိုင်ပေါင်း130ကျော်ဖြန့်ကျက်ထားတဲ့အတွက်ဒီအမတ်တစိမ့်ဟာပြီးတင်ကျွန်းထက်ကိုကျော်လွန်ပြီးလူသိများပါတယ်။လက်ရှိမှာ Rolls-Royce ကို BMW ကပိုင်ဆိုင်ထားပြီးဒီအမတ်တစိမ့်ဟာ Rolls-Royce Cullinan, Ghost, Phantom, Rayan Down တို့လိုကမ္ဘာစီးအကြီးဆုံးကားတွေကိုထုတ်လုပ်တဲ့အတွက်အဓိကလူသိများစေဖြစ်ပါတယ်။ Thorsten Möller Autovolt ဟာ2010ခုနှစ်ကတည်းက CEO ဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီး ူ့ရဲ့အုပ်ချုပ်မှုဟာကုမ္ပဏီရဲ့အောင်မြင်မှုအတွက်အရေးပါတယ်ဆိုတာသက်သေပြနေခဲ့ပါတယ်။ဒါပေမဲ့ Rolls-Royce ကိုယနေ့ချိန်ထိစစ်မှန်ပြီးချမ်းသာကြွယ်ဝမှုရဲ့တင်ငေသားတစ်ခုဖြစ်အောင်ဖန်တီးပေးခဲ့တာကတော့ Sir Henry Rice နဲ့ Sir Charles Rolls တို့ပဲဖြစ်ပါတယ်။ဒီလိုအရာတွေကြောင့်ဒီလူနှစ်ယောက်ဟာခုချိန်ထိဂုဏ်ယူစရာအကောင်းဆုံးလူနှစ်ယောက်ဖြစ်နေခဲ့ပါတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုကြိုက်နေတဲ့လေဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းပေါင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘူးတုတအကြောင်းအရာတွေကိုထပ်ပြီးသိရင်သိတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး။